Welcome to Kitty's Micro Solutions, your trusted partner for innovative web and software development. Minglava, today Chenaru Atudu, Sewin Sasia Achetla Dide Center Lila Jiwu Yuithara Garo, Kitty's Micro Solutions, so the software company to Kujang Prabare. Yeah, okay. Tell your website ka Yare Achetla Dibo. Atutamye Pianle Yang Chadu Asichin, Reseller Program at Deze Ye, now three a Satwayan Achetla Di, ဓာတ်တွေကိုအခြေခံပြီးအဓိကကျတဲ့အချက်လက်တွေကိုထုံနှုတ်ဆွေးနွေးသွားမှာပါဟုတ်ကဲ့ကျွန်တော်ရဲ့ mission ကတော့ဒီ company ရဲ့စီးပွားရေးမဟာဗျူဟာသူတို့ဘလို့ပူပေါင်းဆောင်ရွက်မှုအခွင့်အလမ်းတွေဖန်ကြီးထားတယ်ပြီးတော့ဒါတော်တော်အရေးကြီးတယ်မတူညီတဲ့နိုင်ငံတွေရဲ့အခွန်စနစ်တွေနဲ့ကိုင်ညီအောင်သူတို့ software ကိုဘလို့အံဝင်ခွင့်ကြ proud လုပ်ပြနိုင်တယ်ဆိုတာတွေကိုနားတဲ့သဘောပေါက်ဖို့ပါပဲဟုတ်ကဲ့ဒီရရှိထားတဲ့အချက်လက်တွေကိုကြည့်ညင်လေစိတ်ဝင်စားစရာကောင်းတဲ့ချက်တခုတွေ့ရတယ်အဲ့ဒါကတော့ တစ်ဖက်မှာစီးပွားရေးတိုးချဲ့မှုနီဗျူဟာအဲ့ဒီ reseller program ပေါ့နောက်တစ်ဖက်မှာကျတော့ဤပညာပိုင်းဆိုင်ရာသာသာချက် data light အခုစီးမြက်နေတော့ software ကိုစိတ်ချိုက်ပြင်ဆင်ပေးနိုင်စွမ်း customization ပေါ့အဲ့ဒီနောက်ခုကိုပေါင်းစစ်ထားတာဟုတ်ပါတယ်တကကွန်ပျူတာကိုရဲ့ဈေးကွက်ချင်းကပုံရောသူတို့ရဲ့ဤပညာစွမ်းဆောင်ရည်ကိုပါ တပြိုင်တည်းဖော်ပြနေတို့ပဲဒီတော့အဲ့ဒီချင်းကပုံနဲ့အခွင့်အလမ်းရဲ့အတွင်းကြားချက်အချက်တွေကိုစပြီးစမ်းစစ်ကြည့်အောင်ပေါ့လေဟုတ်ပြီ ဒါဆို company ကိုယ်တိုင်ကြောင်းအရင်စကြည့်အောင် KD's Micro Solutions ရာအတိအကျဘာတွေလုပ်တာလဲသူတို့အချက်လက်တွေရတော့อืมသူတို့က Forte ရဲ့လုပ်အချက်အတိုင်းအထူးပြုလုပ်ထားတဲ့စိတ်ကြိုက် software တွေ fund ပေးတယ် custom software ပေါ့နော်ဟုတ်တယ်အထူးသဖြင့်လုပ်ငန်း ESMS စီမံခန့်ခွဲရစနစ် ERP လို့ခေါ်တာပေါ့ e-commerce website တွေနောက်ပြီးအရေးကြီးတာကအိန္ဒိယမှာဆို GST တခြားနိုင်ငံတွေမှာ VAT လို့မျိုးလေอืมအခွန်စနစ်တွေဟုတ်တယ် data ဆိုင်ရာအခွန်စနစ်တင်တဲ့ချိတ်ဆက်အလုပ်လုပ်နိုင်တဲ့ ERP software တွေကိုအဓိကထားလုပ်ကိုင်တယ်လို့ဆိုပါတယ်။သူတို့ရဲ့အဓိကရည်မှန်းချက်ကပေါက်တယ်ရဲ့စီဝါရီအောင်မြင်မှုအတွက်နောက်ဆုံးမော်ခင်မီနီးပညာတွေတုံးပြီးတော့အကောင်းဆုံးပံ့ပိုးကူညီဖို့ပဲလို့ဖော်ပြထားတယ်။မှန်ပါတယ်။သူတို့ရဲ့စီဝါရီပုံစံရဲ့အနှစ်တရာကပူပေါင်းဆောင်ရွက်ခြင်းကနေအတူတကွကြီးထွားတိုးတက်ဖို့ဆိုတဲ့အယူဆပါ။ အဲ့ဒီ reseller program ဆိုတာကအဲ့ဒီအသွေးအခေါ်ကိုလက်တွေ့ account ထည့်ဖို့တဲ့နေလန်းတစ်ခုလိုမြင်နိုင်တယ်လေဟုတ်တယ်သူတို့ပြတ်မှတ်ထားတဲ့ပူပေါင်းဆောင်ရွက်ဖို့ကိုင်ဖက်တွေကပြန်လည်ရောင်းချသူတွေ resellers ဖြည့်ချေးလမ်းကြောင်းမိတ်ဖက်တွေ channel partners နောက်ပြီး franchises တွေဖြစ်တယ်လို့ဆိုပါတယ်음 franchise ပါပါလားကောဟုတ်တယ်ပထဝီဝန်အနေထားရကြည့်ရင်လည်းအတော်လေးကျယ်ပြန့်တဲ့ data ကိုပြတ်မှတ်ထားတွေ့ရရဲ့အိန္ဒိယပါကစ္စတန်အာဖဂန်နစ္စတန်နေပါဘူတန်ဘင်္ဂလားဒေ့ရှ်ရောက်နေမြန်မာ အာရှတောင်ပိုင်းနဲ့အိန္ဒိချင်းအဓိကဈေးကွက်တည်းတော်တော်များများပဲဟုတ်တယ်တဆူးတစည်းတဲ့လွမ်းခြုံမှုရည်ရွယ်ပုံရရဲ့ဒီလောက်များရဲ့နိုင်ငံဒီကိုတပြိုင်တည်းပြတ်မှတ်ထားတာကတော့อืมရည်မှန်းချက်ကြီးမားရဲ့လို့ဆိုရမှာပဲအဲ့ဒီတော့ဒီပူပေါင်းဆောင်ရွက်မှုမှာပါဝင်ဖို့ဘာကြောင့်စိတ်ဝင်စားစရာဖြစ်နိုင်မလဲသူတို့ထောက်ပြထားတဲ့အဓိကအကျိုးကျေးဇူးတွေကိုကြီးလိုက်အောင်တော်တော်လေးအားအတင်းစရာကောင်းတာလဲပါဝင်ဖို့အတွက်ဘာရင်းနှီးမနှုတ်မှမလိုရဘူးဆိုတာပဲ ဟုတ်တယ်အဲ့ဒါတတိထားမိတယ်ပုံမှန် franchise တို့ reseller တို့ဆိုရင်အနည်းနဲ့မျှတော့ငွေချေးရင်းနှီးမှုလိုအပ်တတ်တာမျိုးလေဒါပေမဲ့တို့ကမလိုဘူးတဲ့နောက်တစ်ခုကကိုရီပိုင်းကျွမ်းကျင်ဖို့မလိုဘူးနှီးပညာပိုးသူတအများရှိနေစရာမလိုဘူးလို့ဆိုထားတယ်อืมဒါကနှီးပညာနောက်ခံမရှိတဲ့သူတွေအတွက်တော်တော်အဆင်ပြေနိုင်တယ်အတားအဆီးတစ်ခုကိုဖယ်ရှားပေးလိုက်တာပဲဟုတ်ပါတယ် အဲ့ဒီအချက်ကအရေးကြီးတယ်။သူတို့ရှင်းရှင်းလင်းလင်းပြောထားတာကနီးပညာပိုင်းဆိုင်ရာအဓိကတာဝန်နေပေါ့။ဥပမာ software installation လုပ်တာ implementation လုပ်တာတွေ။ဟွန်း။ Now training ပေးတာ technical support ပေးတာအဲ့ဒါတွေအကုန်လုံးကို company ဘက်ကယူပေးမယ်ဆိုတာပဲ။အော်ဒါဆို partner လုံးမထူးကတော်တော်ဝန်ပေါ်သွားတာပေါ့။ ဟုတ်တာပေါ့အဲ့ဒါကိုကုမ္ပဏီကတာဝန်ယူမယ်ဆိုတော့ partner လုံးမဲ့သူတွေဝင်ထုတ်ဝင်ပို့ဘလောက်တောင်ပေါ်တော့လဲစဉ်းစားကြည့်နိုင်တယ်။ဒါခင်ရောင်းချမှုတိုင်းတဲ့ commission မြင့်မြန်မာမာရရှိမယ်လို့လည်းဖော်ပြထားသေးတယ်။ဆိုတော့ယင်းဒီမျိုးနံမှုမလိုဘူးဤပညာအသေးစိတ်တာဝန်မယူရဘူးဒါပေမဲ့အောင်မြင်ရင် commission ကောင်းကောင်းရမယ်ဆိုတဲ့ပုံစံမျိုးပေါ့။ဒီပုံစံရဲ့ထိရောက်မှုကိုနားလည်နိုင်ပါတယ်။ ဖာနာဒါမမဟိုရီဆဲလာရဲ့အဓိကအခန်းကဏ္ဍကသူတို့ရဲ့ရှိရင်ဆွဲအဆက်တွေတွေဈေးကအကြောင်းနားလည်မှုဒါမမဟိုစည်ရင်းကွင်ပညာလိုကျွမ်းကျင်မှုတွေကိုအသုံးဖြူအသုံးဖြူပြီးတော့ဝယ်ယူနိုင်ခြင်းရှိတဲ့ဖောက်တန်အသစ်တွေ potential list တွေကိုရှောက်ဖွေပေါ်ထုတ်ဖို့ပြီးတော့အဲ့ဒီဖောက်တန်တွေရဲ့လုပ်ငန်းလိုအပ်ချက် requirements တွေကိုစုဆောင်မှတ်တမ်းတင်ပေးမှုပဲဖြစ်ပါတယ်ဆိုတော့အယောင်နဲ့ဈေးကွက်ရှာဖွေရာရှစ်တန်းကနေလုပ်ရမှာပေါ့အတိအကျပဲ ကုမ္ပဏီကတော့နောက်ွယ်ကနေအဓိကလုပ်ငန်းဆောင်တာများလို့ခေါ်နိုင်မဲ့ software ပိုင်းဆိုင်ရာအကောင့်အထည်ဖော်မှုဖောက်တန်တင်နှံပေးမှုနှီးပညာအကူအညီပေးမှုအားလုံးကိုတာဝန်ယူရဲဒီလိုတာဝန်ခွဲဝေမှုကအလွန်ရှင်းလင်းတယ်ဟုတ်ကဲ့ဖာနာတွေကသူတို့ကျွမ်းကျင်ရာအားသာရကိုအာရုံစိုက်နိုင်တယ်ကုမ္ပဏီကနှီးပညာပိုင်းကိုအပြည့်အဝတာဝန်ယူရဲတယောက်အားသာချက်ကိုတယောက်ဖြည့်ရှိပေးတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့အဲ့ဒီမှာစဉ်းစားစရာလေးတခုတော့ရှိနိုင်မယ် ပါဏကနေပညာပိုင်ကိုအယားနားမလဲပဲနဲ့ဖောက်ကေးကိုကတိတွေပေးလိုက်မိရင်ဘလို့လုပ်မလဲအေးအဲ့ဒါဖြစ်နိုင်နေအဲ့ဒီအတွက်ကုမ္ပဏီနဲ့ပါတနာကြားမှာဆက်သွယ်ရင်းနဲ့နားလည်မှုကတော်တော်တိကျဖို့လိုအပ်မယ်ဟုတ်တယ်ဟုတ်တယ်ဘလို့လူတွေအတိအကျပါဝင်နိုင်တယ်လဲဆိုတာသူတို့ဖော်ပြထားတာကိုကြည့်လိုက်တော့အတော်လေးအများကြီးပဲစီးရင်ကံပညာရှင်တွေစီးရင်စစ်တွေပါမယ်ဒါကတော့သူတို့ ERP နဲ့ direct ဆက်ဆက်နေလို့ဖြစ်မယ်ဟုတ်တယ် now digital ဈေးဝယ်မြင့်တင်ရေးလုပ်တဲ့သူတွေစီးပွားရေးလုပ်ငန်းတိုးတက်အောင်လှုပ်ဆောင်ပေးသူတွေဒါမင်းနဲ့အဲ့ဒါတွေပဲမဟုတ်သေးဘူးကွန်ပျူတာ hardware ရောင်းချသူတွေတခြား software ရောင်းနေတဲ့သူတွေအိုး hardware တမားတွေရော software တမားတွေရောပါတာပဲဟုတ်တယ်ကိုယ်ပိုင်လုပ်ငန်းစလုပ်နေတဲ့သူတွေ startup တမားတွေ freelancer တွေနောက်ပြီးတော့အကျိုးအမြတ်အပေါ်အခြေခံတဲ့ပူးပေါင်းဆောင်ရွက်မှု ရှာဖွေနေတဲ့စွန့်ဦးတီထွင်သူတွေအားလုံးပါဝင်နိုင်တယ်လို့ဆိုထားတယ် တကက်ကိုကျေပြတ်နဲ့ဖိခေါ်မှုပဲအတိုချုပ်ရင်တော့ကို့မှာ network ရှိမယ်ဒီလို software တွေကိုစိတ်ဝင်စားတဲ့ဒါမှမဟုတ်လိုအပ်နိုင်တဲ့ဖောက်သည်တွေကိုချင်းကပ်နိုင်မယ်ပြီးတော့အကျိုးတူပူးပေါင်းဆောင်ရွက်လို့စိတ်ရှိမယ်ဆိုရင်ဘယ်သူမဆိုးအခွင့်အလမ်းရှိတယ်ဆိုတဲ့သဘောပဲဟုတ်ကဲ့ဒါကသူတို့ website အောက်ခြေနားမှာရေးထားတဲ့သူတို့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်နဲ့လက်ချိတ်ဆက်ကြည့်လို့ရတယ်သူတို့ပြောထားတာက လူတွေကကျွန်တို့တို့အရေးကြီးပါတယ်ကျွန်တို့တို့ဤဖောက်တဲ့များနဲ့ကျွန်တို့တို့ဤအဖွဲ့ဒီကျွန်တို့တို့ဤအောင်မြင်မှုအတွက်တော့ချက်ဖြစ်တယ်အင်းလူကိုအဓိကထားတယ်ပေါ့ဟုတ်တယ်ဒီ reseller program က company ရဲ့အမခံအဖွဲ့အပြင် ပြင်ပကကျဲပြန့်တဲ့ကွန်ရက်ထွေတနည်းအားဖြင့်လူတွေရဲ့စွမ်းအားကိုအသုံးပြုပြီးအတူတဝအောင်မြင်ဖို့ကြိုးစားတဲ့နီလန်တစ်ခုလို့ဆိုနိုင်တယ်။သူတို့ကိုယ့်ကိုဖော်ပြတဲ့စကလုံးဒီလေဒီ twin fundy နိုင်စွမ်းရှိတဲ့ပြဿနာဖြေရှင်းသူများနီးပညာကို smart judge အသုံးပြုသူများဝန်ဆောင်မှုအပြည့်အဝပေးသော agency ဆိုတာတွေကလည်းဒီလိုပူးပေါင်းဆောင်ရွက်မှုပုံစံကဆင့်သူတို့ရဲ့ဝန်ဆောင်မှုနဲ့စွမ်းဆောင်ရည်ကိုဈေးဝက်ထဲပုံမှုကျေပြအောင်လောက်ဆောင်သွားမယ်အရေးအယုံကိုပြနေတယ်။ကောင်းပါပြီ။ဒါဆိုရင် reseller ဒါမှမဟုတ် partner တွေအနေနဲ့အထူးကဘာလေးကိုကမ်းလှမ်းရုံးချပေးရမလဲအဲ့ဒါကိုရှင်းရှင်းလင်းလင်းပြန်ကြည့်အောင်အထူးကထုတ်ကုန်ကတော့ online သုံးဒါမှမဟုတ် offline သုံး VAT GST အခွန်စနစ်တွေပါပြီးသား ERP စရင်ကဲ software တွေပေါ့အင်းအထူးကက ERP ပဲဟုတ်တယ်ဒါကိုမြင့်တင်ရုံးချမယ်နောက်ပြီးတော့ပေါတဲလုပ်ငန်းတစ်ပါးအရာအထူးလိုအပ်ချက်တွေရှိလို့စိတ်ကြိုက်ဖြစ်စင်ထားစနစ် customized system တွေလိုအပ်တဲ့ပေါ့တဲ့အတွက် lead တွေရှာဖျားမယ်။ပြီးရင်အဲ့ဒီ lead တွေရဲ့အချက်လက်နဲ့လိုအပ်ချက်တွေကိုကုမ္ပဏီရဲ့ဤပညာအဖွဲ့အစီမျှဝေပေးရမယ်။ဆိုတော့ lead generation နဲ့ requirement gathering မှာနော်။အဲ့ဒီသဘောမျိုးသူတို့ကလည်းတဲ့ software ဖြည့်စင်ချက်တွေကိုပို့ပြီးတိတိကျကျဖြည့်ရရင် GST VAT ပါတဲ့ ERP, custom ERP, business websites, e-commerce platforms, ပြီးတော့ offline လား cloud လားယူလို့ရတဲ့ဆိုတာတွေပါတယ်။ရွေးချယ်ရှာတွေလည်းစုံထားပါတယ်။ အခုကျွန်တော်တို့ဆွေးနွေးမှုရဲ့ဒုတိယပိုင်းတကယ်ကိုအယုံဆိုင်ဆရာကောင်းတဲ့အပိုင်းကိုရောက်လာပါပြီအရာကတော့သူတို့ software ကိုမတူညီတဲ့နိုင်ငံတွေရဲ့အလွန်ကွဲပြားတဲ့အခွန်စနစ်တွေနဲ့ကိုက်ညီအောင်စိတ်ကြိုက်ဖြစ်စဉ်ပြောင်းနေတယ်ဆိုတဲ့ချက်ပိုင်းဟုတ်တယ်အဲ့ဒါသူတို့စိတ်ဝင်စားဖို့ကောင်းတယ်ဒါကတော်ယုံ software company တွေအထူးတစ်ဖြင့် ERP လို့ရှုပ်ထွေးတဲ့စနစ်ဒီမှာအလွဲတကူလုပ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလေ သူတို့ပြမှတ်ထားပြီးဒီလိုစိတ်ကြိတ်ပြင်ဆင်မှုပြီးနိုင်တယ်လို့ဖော်ပြထားတဲ့နိုင်ငံတွေကအစောကပြောခဲ့သလိုပဲအိန္ဒိယအာဖဂန်နစ္စတန်ဘူတန်တရုတ်ပါကစ္စတန်နီပါ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံတို့ဖြစ်ပါတယ်။ဒီအချက်ရဲ့အရေးပါပုံကိုတေချာဆွေးနွေးတင်တယ်။ဒါကနေဆက်ဖြတ်ကြော့ပြီးစီးပွားရေးလုပ်ငန်းတွေလုပ်တဲ့အခါဒါမှမဟုတ်နိုင်ငံတကာကိုရည်ရွယ်တဲ့ software တွေပေးတဲ့အခါကြုံရတဲ့အကြီးမားဆုံးစင်ခေါ်မှုတွေတဲကတခုခုတိုက်ရိုက်ဖြေရှင်းပေးနိုင်စွမ်းကို ပြနေတာပဲ။ဟုတ်ကဲ့။အခုကိစ္စကအမြဲတမ်းကောင်းခဲ့ရတာကိုအတိအကျ အထူးသဖြင့်စာရင်းကိုင်နဲ့ ERP software တွေအတွက်ဆိုရင် data ဆိုင်ရာအခွန်စည်းမြင်လိုက်နာမှု local tax compliance ကအသက်သမျှအရေးကြီးတယ်။နိုင်ငံတစ်ခုချင်းချီမှာကိုပိုင်တီးခြားအခွန် operate တွေအခွန်အမိနာမတွေတွက်ချက်ပုံတွေ report တင်ရတဲ့ပုံစံတွေအကုန်ကွဲပြားခြားနားတယ်လေ။အဲအဲ့ဒီနိုင်ငံလိုက်အခွန်အမျိုးအစားနမူနာတွေကိုကြည့်ရင်တောင်ဒီကွဲပြားမှုကိုကောင်းကောင်းမြင်နိုင်တယ်။ဥပမာအိန္ဒိယမှာဆို GST ကအဓိကပဲ။ဒါဖြင့်ဝင်ငွေခွန်အကောက်ခွန်တွေရှိတယ်။ တရုတ်ပြည်ကြီးလိုင်း VAT ရှိတဲ့ CIT Corporate Income Tax, IT Individual Income Tax, တုံးဆွေးမှုခွန် Consumption Tax နောက်ဟိုတဲ့ပေါ်ဝန်ကျင်ကကိုရွေးခွန်ဆိုတာမျိုးတွေအထိရှိတယ်။ဟုတ်ပါတော်တော်ဆုံးလာပဲ။ပါကစ္စတန်ရောပါကစ္စတန်မှာဆိုလဲဝင်ငွေခွန်ရောင်းခွန် Sales Tax FED Federal Excise Duty ဆိုတဲ့အမျိုးမျိုးကွဲပြားနေတယ်ဆိုလိုတာကနိုင်ငံတိုင်းမှာသူ့ဟာနဲ့သူရှုပ်ထွေးမှုတွေရှိနေတာဆိုတော့ဒီနေရာမှာနိုင်ငံတိုင်းကအခွန်အားလုံးကိုကျွန်တော်တို့စည်ရင်းချပြနေတာတဲ့ သူတို့ကိုင်တွေဖြည့်ရှင်းပေးနိုင်ပါတယ်လို့ပြောနေတဲ့အခွန်အမျိုးအစားတွေရဲ့အကွန်အစုံ variety ပေါ့အဲ့ဒါကိုနားလည်ဖို့အရေးကြီးတာပေါ့ဟုတ်ပါတယ်ဝင်ငွေခွန် corporate ခွန်လို့တိုက်ရိုက်ခွန်နေနေ VGS TVAT လို့တွဲဝိုက်ခွန်နေအကောင့်ခွန်နေအခူးကုန်စီခွန်နေပစ္စည်းခွန်နေအထိပါဝင်နိုင်နေอืมဒါပြင်ပိုပြီးထူးခြားတဲ့နိုင်ငံတစ်ခုအတွက်တည်ဆန့်ရှိတဲ့အခွန်တွေကိုပါထည့်သွင်းစဉ်းစားပေးနိုင်မှုရတယ်။ဥမာဘူဒန်နိုင်ငံရဲ့ SDF လို့ခေါ်တဲ့စင်စမပြတ်ဖွံ့ဖြိုးတိုးတက်ရေးအခြေရင်းငွေ sustainable development fee ပေါ့အော်ဟုတ်ကဲ့တမ်းမှုစောပြောတဲ့ကျုပ်ရဲ့ပကွင့်ချင်ကာခွေခွန်လို့မျိုးအထူးပြုခွန်နေဒီလိုအလွန်ကွဲပြားတဲ့အခွန်စည်းမြင့်အားလုံးသူအီရပီ software တွေမှာထည့်သွင်းပြီးတက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေနဲ့အညီတွက်ချက်မှုတွေမှတ်တမ်းတွေအစီရင်ခံစားရထုတ်ပြန်နိုင်အောင် customize လုပ်ပေးနိုင်တယ်ဆိုတာကတကယ်ကိုအထင်ကြီးရာ technical capability တခုပဲဟုတ်တယ်ဒါရွေးရွေး coordinator ထက်ပေါ်တယ်နော်တက်ဆိုင်ရာနိုင်ငံရဲ့အခွန်ဥပဒေတွေကိုပါနားလည်နေရမှာ ောင်ပိုင်းနဲ့ရုပ်လိုရှုပ်ထွေးတဲ့စီးမင်းတွေများတဲ့ဒေသတွေကိုဖြစ်မထွားတဲ့ reseller တွေ partner တွေတော်တော်အလွန်အားကောင်းတဲ့ရောင်းအားမြင့်တင်ရေးအချက် USP unit selling proposition တခုဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဘာကြောင့်လဲဆိုတော့စီးပွားရေးလုပ်ငန်းတွေအထူးသဖြင့် nerve ဖြစ်ကြောင်းလုပ်ငန်းတွေအတွက်အခွန်စည်းမြိတ်လိုက်နာမူမှန်ကန်ရေးကအချိန်ကုန်ငွေကုန်လူပင်ပန်းပြီးအမမခန့်တဲ့ကိစ္စဖြစ်နေလို့ပဲလေဒီလိုအခက်အခဲကိုဖြေရှင်းပေးနိုင်တဲ့ software ဆိုရင်တန်ဖိုးကြီးတာပေါ့ဟုတ်ကဲ့တကယ်ကိုအားသာချက်တစ်ခုလို့ဆိုနိုင်ပါတယ် အခုသူတို့နဲ့ဆက်သွယ်လို့သူတွေအတွက်ပေးထားတဲ့အချက်လက်တွေကိုလည်းဖော်ပြပေးခြင်းပါတယ်ဒီ reseller program ကိုစိတ်ဝင်စားလို့ဖြစ်စေသူတို့ software တွေအကြောင်းပိုသိချင်လို့ဖြစ်စေဆက်သွယ်ခြင်းတဲ့ဆိုရင်ဖုန်းနံပါတ်တွေနေနဲ့အိန္ဒိယညငန်းကုန်းနဲ့ +91 93 47 33 331နံပါတ်တစ်ခုပေးထားတယ်ဟုတ်တယ်နောက်တစ်ခုက +91 911833331ဒုကိုဆက်သွယ်နိုင်ပါတယ် email ကတော့ info@ kirisms.com ချစ်ပါတယ်။ဒါပြင်သူတို့ရဲ့ YouTube channel Kiris Micro Solutions မှာလည်းဗီဒီယိုတွေလေ့လာနိုင်တယ်လို့ဆိုပါတယ်။ဟုတ်ကဲ့အချက်လက်တွေအကုန်သူတို့ website မှာပေးထားတာပဲ။ကောင်းပါပြီ။ဒီနေ့ကျွန်တော်တို့ Kiris Micro Solutions အကြောင်းလေ့လာတုံ့တက်ခဲ့တာတွေကိုအဓိကအချက်လက်တွေပြန်ပြီးစူးစိကြည့်အောင်။သူတို့ကအဓိကအဖြစ်သူတို့ရဲ့အထူးပြုထူကွန်ဖြစ်တဲ့စိတ်ချပြင်ဆင်နိုင်ပြီးဒေတန္တရ GST VAT အခွင့်အစနစ်တွေနဲ့ကိုက်ညီတဲ့ ERP software တွေ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကိုကမ်းလှမ်းနေတယ်။ဟုတ်ကဲ့ reseller channel partner franchise ပုံစံမျိုးစုံနဲ့ပေါ့။ဟုတ်ကဲ့သူတို့အဓိကပြမထားတဲ့ဈေးကအိန္ဒိယပါကစ္စတန်ချုပ်မြန်မာအပါအဝင်အာရှတောင်ပိုင်းနဲ့အိန္ဒိချင်းနိုင်ငံများဖြစ်ထက်တယ်။ဒီပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ရဲ့အဓိကဆွဲဆောင်မှုတွေကတော့ partner တွေအတွက်ပါဝင်မှုအတားအဆီးနီးပါးချင်း။อืมယင်းနှမြုံနှံမှုမလို့တာနီးပြီးနားသိမ့်မသိလဲရတာလေ။ဟုတ်တယ်။ ီကောနီးပညာပိုင်းဆိုင်ရာအကောင့်အထည်ဖော်မှုလီချင်ပေးမှုပံ့ပိုးမှုတွေကိုကုမ္ပဏီဘက်ကအဓိကတောင်းယူပေးခြင်းတို့ဖြစ်ပါတယ်ဟုတ်ပါတယ်ဒီချက်တွေအပြင်အထူးပြုပြီးထပ်ပြောခြင်းနဲ့ထိုးထွင်းတည်မြဲမှုကတော့သူတို့ software ရဲ့ light low ညှိထွေရှိမှု adaptability နဲ့ customization capability ပဲဒါကစကားဖြစ်ပြောရတာလွယ်ပေမဲ့လက်တွေ့မှာအလွန်ခက်ခဲတဲ့အရာပါဟုတ်တယ်အခွန်ကိစ္စကအမြဲပြောင်းလဲနေတာမျိုးလည်းရှိသေးတယ်အဲ့ဒါပေါ့အထူးသဖြင့် အိန္ဒိယရဲ့ GST တရုတ်ရဲ့ VAT နဲ့ CIT ပါကစ္စတန်ရဲ့အယောင်ခွန်နဲ့ FED မြန်မာနိုင်ငံရဲ့ကိုယ်ပိုင်အခွင့်အရေးတွေစသဖြင့်တစ်ခုနဲ့တစ်ခုလုံးဝမတူနေတဲ့ရှုံထွဲတဲ့အခွင့်အရေးစည်းကမ်းတွေကိုတစ်ခုတည်းသော software ခြေကံပေါ်ကနေကြိုက်တွေ့ဖြည့်ရှင်းပေးနိုင်တယ်ဆိုတာကအသေးစားနဲ့အလက်စား software company တွေအတွက်တော့တကယ်ကိုတိသာထင်ရှားတဲ့နိပညာပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ဈေးွက်ဆိုင်ရာအားသာချက်တစ်ခုဖြစ်ပါတယ်။ဟုတ်ကဲ့ ဒါဆိုရင်ဒီ data တွင်ဈေးခွက်တွေမှာလုပ်ငန်းလုပ်ကင်နေတဲ့စီမံရေးလုပ်ငန်းတွေအထူးသဖြင့် SME တွေပေါ့။နောက်ပြီးဒီဈေးခွက်တွေကိုဖြစ်မှတ်ထားတဲ့ software ရောင်းချသူတွေကြုံတွေ့နေရတဲ့အ धिक ခောက်ခဲဆန်စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ data nondra စီမံလိုက်နာမှုကိုတိုက်ရိုက်ဖြေရှင်းမဲ့ရရောက်တယ်။ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုကိုအဆုံးသတ်တဲ့အနေနဲ့နားထောင်နေသူတွေအတွက်စဉ်းစားစရာမေခွန်းလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်။အခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဒီ data တွင်နိုင်ငံတွေမှာလည်း digital နည်းပညာအတုံးပြမှုတွေတိုးတက်လာတယ်။ဟုတ်တယ် online စီးပွားရေးတွေနေဆက်ဖြတ်ကျော်ကုန်တွေမှုတွေပုံများလာတယ်။ Okay ဒီလို အရှိန်အဟုန်နဲ့ပြောင်းလဲနေတဲ့အခြေအနေမှာအသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေ SMEs တွေအတွက်တို့ရဲ့လုပ်ငန်းတွေကိုထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ဖို့ data ဆိုင်ရာစီးမင်စည်းကမ်းတွေအထူးတပည့်အခွန်ပေါ့အဲ့ဒါတွေကိုလွယ်လွယ်ကူကူလိုက်နာနိုင်ဖို့ပြီးတော့နိုင်ငံတကာအဆင့်မှာပါရန်ပြိုင်နိုင်စွာရှိလာဖို့အတွက် Kitty's Micro Solutions လို့မျိုး data alike လိုအပ်ချက်တွေနဲ့အံဝင်ခွင့်ကြားဖြောက်အထူးပြုလုပ်ထားတဲ့ software ဖြည့်ရှင်ချက်တွေကဘလောက်အထိအရေးပါအရောက်လာနိုင်မလဲဒါကတကယ်ကိုအရေးကြီးတယ်မင်းဟိုမှာဘာလို့လဲဆိုတော့ data တွေ SMEs တွေနိုင်ငံတကာနဲ့ချိတ်ဆက်ဖို့ကြိုးစားတဲ့အခါနည်းပညာသုံးဖို့လိုလာတယ်။ဒါပေမဲ့နိုင်ငံတကာကအကြီးစား software တွေကဈေးကြီးတယ်။ data လိုအပ်ချက်နဲ့တခါလေအံမဝင်တာလည်းခက်တတ်တယ်။ဟုတ်ပါတယ်။ဒီလိုအချိန်မှာ data လိုအပ်ချက်အထူးသဖြင့် အခွန်လိုရှုပ်ထွေးတဲ့ကိစ္စတွေကိုနားလည်ပြီးဖြစ်ရှင်းပေးနိုင်တဲ့ဈေးနှုန်းနဲ့အသင့်အတင်ရှိနိုင်မဲ့ Giddy's Low Company ရဲ့ချင်းကပ်ပုံက data တွင်စီးပွားရေးကေဟာ system ecosystem တစ်ခုလုံးရဲ့တိုးတက်မှုအတွက်အရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်လာနိုင်မလားအဲ့ဒါကတော့ဆက်လက်ဆုံးကြည့်ရမယ့်အချက်ပါပဲอืมသူတို့ရဲ့ reseller program ကတော့ဒီလိုဖြည့်ရှင်းချက်တွေကိုကြည်ကြည်ပြန်ပြန်ရောက်ရှိအောင်ဘယ်လောက်ထိလိုပြေးနိုင်မလဲဆိုတာလည်းစိတ်ဝင်စားစရာပဲဟုတ်တယ်အဲ့ဒီ model ရဲ့ effectiveness ကလည်းအရေးကြီးရပါဟုတ်ကဲ့